မင်္ဂလာပါခင်ဗျာမလ၁၇ရက်နေ့အတွက်ဘွေဝါရဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်အပြစ်ခတ်ရစေးတောင်းဆိုမှုအပေါ်ယူကရိန်းကရှေ့ဆက်ဖို့အဆင်သင့်ဖြစ်နေပြီလို့အမေရိကန်ကပြောကြားလိုက်ပါတယ်ရုရှားနဲ့အပြစ်ခတ်ရစေးလုပ်ငန်းစဉ်အတွက်အမေရိကန်ရဲ့တောင်းဆိုမှုအပေါ်ယူကရိန်းခေါင်းဆောင်တွေဟာရှေ့ဆက်ဖို့အဆင်သင့်ဖြစ်နေပြီလို့ထရန့်အစိုးရအဖွဲ့ကယုံကြည်ကြောင်းအမေရိကန်နိုင်ငံရေးဌာနအကြီးအကဲအရာရှိတဦးကပြောကြားခဲ့တယ်လို့သိရပါတယ် အမေရိကန်နိုင်ငံရဲ့ဝန်ကြီးမာကိုရူဘီယိုနဲ့အမျိုးသားလုံခြုံရေးအကြံပေးမိုက်ဝေါ်ရူဟာယူကရိန်းနိုင်ငံမှာအရာရှိတွေနဲ့ဆွေးနွေးဖို့အတွက်ဆော်ရီအာရေဗျကိုအင်္ဂါနေ့မှာရောက်ရှိမှာဖြစ်ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာရုရှားနဲ့အပြစ်ခတ်ရစေးအတွက်သူ့ရဲ့တောင်းဆိုချက်ကိုလက်ခံဖို့ယူကရိန်းသမ္မတဇယ်လန်စကီအားအရှိန်မြှင့်ဖိအားပေးခဲ့ပေမဲ့လည်းအမေရိကန်ဘက်ကလုံခြုံရေးအာမခံချက်တစုံတရာမပေးခဲ့ဘူးလို့လည်းသိရပါတယ်။ပြီးခဲ့တဲ့အပတ်ကအင်ဖြူရိုမှာလူသိရှင်ကြားထိတ်တိုက်တွေ့ဆုံမှုဖြစ်ပြီး ဇလန်စကီဟာတိုက်ပွဲတွေအဆုံးသတ်ဖို့အဆင်သင့်မဖြစ်သေးဘူးလို့ထရန့်က ပြောကြားခဲ့ပါသေးတယ်။ရုရှားသမ္မတဗလာဒီမာပူတင်ဟာ2022ခုနှစ်ဖေဖော်ဝါရီလမှာယူကရိန်းကိုအပြည့်အဝကျူးကျော်ဝင်ရောက်ခဲ့ပြီးရုရှားဟာလက်ရှိမှာယူကရိန်းပိုင်နယ်20ရာခိုင်နှုန်းခန့်ကိုထိန်းချုပ်ထားပါတယ်။ဇလန်စကီဟာအင်ကာနေကဆိုရှယ်မီဒီယာမှာယူကရိန်းကစစ်ပွဲရဲ့ငြိမ်းချမ်းကိုရှာနေတာဖြစ်ပြီးစစ်ပွဲတွေဆက်လက်ဖြစ်နေရခြင်းရဲ့တခုတည်းသောအကြောင်းရင်းကတော့ရုရှားကြောက်ပွဲဖြစ်တယ်လို့ပြောဆိုထားပါတယ်။ အဲ့ဒီနောက်နိုင်စင်ပြုတ်လုတဲ့သတင်းလာရှင်းလင်းပွဲအတွင်းခရမလင်ပြောရေးဆိုခွင့်ရှိသူဒီမီထရီပက်ကော့ကယူကရိန်းဟာငြိမ်းချမ်းကိုအမှန်တကယ်လိုလားခြင်းရှိမရှိ ဆုံးဖြတ်ဖို့အရေးကြီးကြောင်းပြောကြားခဲ့ပါတယ်။ဇလန်စကီးဟာငြိမ်းချမ်းကိုမလိုလားကြောင်းအမေရိကန်အရာရှိတွေကတော့အကြင်ကြီးဆွဆွဲထားတာလည်းဖြစ်ပါတယ်ခင်ဗျာ။အိန္ဒိယနိုင်ငံတောင်ပိုင်းမှာအစ္စရေးအမျိုးသမီးတအူးနဲ့သူမတဲခုနေထိုင်တဲ့အင်္ဂါအင်ရှင်တအူးကိုအုပ်စုဖွဲ့အာရမပြုခြင်းမှုဖြစ်ပွားခဲ့ကြောင်းအိန္ဒိယတောင်ပိုင်းရဲတပ်ဖွဲ့ကစနေနေ့မှာပြောကြားခဲ့ပါတယ်။ ကြာတံပလင်းနေ့ညကခန္ဓာနာပြည်နယ်တောင်ပိုင်းကော့ပတ်မြို့မှာအစ္စရေးအမျိုးသမီးနဲ့ဒေသခံအမျိုးသမီးတို့ဟာအမျိုးသားခီးသွွားသုံးဖြစ်တဲ့အမေရိကန်တအူအိန္ဒိယလူမျိုးနှုတ်ဦးနဲ့အတူဂျယ်ရီကိုကြည့်ဖို့တွားရောက်ခဲ့တယ်လို့ရဲအယားရှိ Run Air City ကပြောကြားခဲ့ပါတယ်။ကနအူးစုံစမ်းစစ်ဆေးမှုတွေအရတော့ဆိုင်ငယ်စီးလာတဲ့အမျိုးသားသုံးဦးကပတ်စံတောင်းဖို့သူတို့စီချိတ်ကပ်ခဲ့တာဖြစ်ပါတယ်။ အခြေတင်စကားများရံဖြစ်ပြီးတဲ့နောက်အဲ့ဒီအမျိုးသား၃ကခီးသွအမျိုးသားတွေကိုနီနာရှိရေမြောင်းတစ်ခုတည်းကိုတွန်းချကာအမျိုးသမီးတွေအားလိမ်မိုင်းဆန်ရဆော်ကားခဲ့တယ်လို့ RCD ကပြောကြားခဲ့ပါတယ်အိန္ဒိယခီးသွားတူရင်းနှစ်သိဆုံးခဲ့ပြီးသူ့ရဲ့အလောင်းကိုစနေနေ့ကပြန်လဲရှာဖွေတွေ့ရှိခဲ့ပါတယ်။အမေရိကန်နဲ့အခြားအိန္ဒိယမျိုးသားတို့ဟာဘေးကင်းရာကိုကူးခတ်သွားခဲ့ကြပါတယ်။စနေနေ့မှာတန်တရားရှိသူ၃ဦးနဲ့၂ဦးကိုရဲတပ်ဖွဲ့ကဖွက်စီထားတဲ့အထူးစုံစမ်းစစ်ဆေးအဖွဲ့တစ်ခုကဖမ်းဆီးနိုင်ခဲ့တယ်လို့ RCD ကပြောကြားခဲ့ပါတယ်။ လူသက်ဖို့ကြိုးပမ်းမှုအုပ်စုဖွဲ့မရေမှုလူရက်မှုတန်တရားမှုတွေနဲ့စုံစမ်းစစ်ဆေးလျက်ရှိတယ်လို့သူကဆိုပါတယ်။အမျိုးသားမှုကိမတန်ဘူရိုကအိန္ဒိယမှာ2022ခုနှစ်ကမရေမှုပေါင်း3516မှုဖြစ်ပွားခဲ့တယ်လို့လည်းသိရပါတယ်။နိုင်ငံခြားဧည့်သည်တွေပါဝင်တဲ့ထင်ရှားတဲ့ကိစ္စတွေမှာနိုင်ငံတကာကအာရုံစိုက်လာခဲ့ပါတယ်။ပြည်ကနေနှစ်ကဖြတ်လိုက်တဲ့ဗီဒီယိုဖိုင်တစ်ခုမှာတော့စပိန်ခီးသွားတူကသူ့ရဲ့ဇနီးဟာအိန္ဒိယနိုင်ငံမြောက်ပိုင်းမှာအာရမပြုကျင့်ခံရတယ်လို့ AB News မှာဖော်ပြထားပါတယ်။ တစ်ချိန်တည်းမှာပဲအိန္ဒိယအမေရိကန်မြို့သမီးတူကနယူးဒေလီရှိဟိုတယ်တစ်ခုမှာအာရမပြုကြည့်ခြင်းခံခဲ့ရပါတယ်။2022ခုနှစ်တုန်းကလည်းဗြိတိန်ခီသွားတူဟာဂိုအာကိုတွားရောက်ချိန်တုန်းကသူမရဲ့အဖို့ရှိမှပဲအာမပြုကျင်ခြင်းခံခဲ့ရတာလည်းဖြစ်ပါတယ်ခင်ဗျာအမိမြေလုံချုံရင်အဖွဲ့ကမိမိကိုကိုမိမိအိမ်ပြန်ပို့ခြင်းအတွက်အမေရိကန်နိုင်ငံခလုံကွင်းဖုန်း application ကိုထပ်မံပြင်ဆင်လိုက်ပြီးဖြစ်ပါတယ် ထရန့်အစိုးရကရွှေပြောင်းနေထိုင်သူတွေကိုခုံလုံခွင့်လျှောက်ထားခွင့်ပြုဖို့တချိန်ကအသုံးပြုခဲ့ပြီးအခုပြန်လည်မွန်းမံထားတဲ့ cell phone application တစ်ခုကိုထုတ်ဖော်ပြသခဲ့ပါတယ်။အဲ့ဒီ phone application ဟာအမေရိကန်မှာတရားမဝင်နေထိုင်သူတွေအတွက်သူတို့စာနာအလျောက်နိုင်ငံမှာထွက်ခွာလို့ရင် ပြောဆိုခွင့်ပြုတဲ့စနစ်တစ်ခုအဖြစ်ပြောင်းလဲခဲ့တာလည်းဖြစ်ပါတယ်။ယခု CB Home လို့အမည်ပြောင်းထားတဲ့အဟာလွယ်ကူပြီးဈေးသက်သာတဲ့နီလန်အဖြစ်မလဆဲနေမှာကျင်ညာခဲ့တာလည်းဖြစ်ပါတယ်။ ထရန့်အုပ်ချုပ်ရေးရန်ရရဲ့တစိုက်တစ်ပိုင်းဖြစ်တဲ့ပြည်နယ်နံပေကျင်းအတွက်တရားဝင်မဟုတ်တဲ့တန်နဲ့ချီတဲ့ရွှေပြောင်းနေထိုင်သူတွေကိုမိမိကိုယ်ကိုမိမိပြည်နယ်နံပေဖို့တွန်းအားပေးနေတာလည်းဖြစ်ပါတယ်။ဖုန်း application ဟာပြင်းထန်တဲ့အကျိုးဆက်တွေကိုမကြုံတွေ့မီတရားမဝင်ရွှေပြောင်းနေထိုင်သူတွေကိုထွက်ခွာဖို့အခွင့်အရေးပေးတာပါ။ဖုန်း application ဟာ၎င်းတို့ဆန္ဒအလျောက်အမေရိကန်ကနေထွက်ခွာလိုတာကိုကြေညာဖို့ရိုးရှင်းတဲ့နီလန်တစ်ခုလည်းဖြစ်တယ်လို့အမေရိကန်အကောက်ခွန်နဲ့နေဆက်ကာကွယ်ဆိုင်ရာကော်မရှင်နာကပြောပါရတယ်။ ထရန့်ဟာသမရယာဒူတိုးလာပြီးခဏအကြာမှာ CB1 အဲ့ရဲ့အစောပိုင်းဘာရှင်ဟာရွှေပြောင်းနေထိုင်သူတွေရဲ့ခေလွန်ခွင့်လျှောက်ထားခြင်းကိုရပ်တန့်ခဲ့ပြီးထောင်နဲ့ချီတဲ့နေဆက်ဝင်ရောက်မှုတွေကိုလည်းဖျက်သိမ်းပစ်ခဲ့ပါတယ်။ CB1 အရတော့ရေဘူးရအဖြစ်2023ခုနှစ်ဇန်နဝါရီလမှစတင်ပြီးလူမှုကြီးကြပ်ရေးလူငယ်ချမ်းသာကွင်းဖြစ်နိုင်ငံအတွင်းလူ၉သိန်းကျော်ကိုဝင်ရောက်ခွင့်ပြုခဲ့တာလည်းဖြစ်ပါတယ်။ထရန့်ဆွေရကနိုင်ငံတွင်းရှိရွှေပြောင်းနေထိုင်သူတွေကိုအမေရိကန်ကနေတရားမဝင်ပြန်လည်ထွက်ခွာဖို့အချိန်ချင်းတွန်းအားပေးထားပါတယ်။ စီဘီဟောင်းအဟာတရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေကိုယခုထွက်ခွာဖို့နဲ့မိမိကိုယ်ကိုမိမိအိမ်ပြန်ဖို့ဖို့ရွေးချယ်ခွင့်ကိုပေးထားတာလည်းဖြစ်ပါတယ်။ဒါကြောင့်၎င်းတို့ဟာအနာဂတ်မှာတရားဝင်ပြန်လာပြီးအမေရိကန်အိမ်မက်ကိုအကောင့်တဲ့ဖော်ဖို့အခွင့်အရေးရှိနေစေဖြစ်ပါတယ်။အဲ့လိုမှမဟုတ်ရင်လိုက်ရှာမှာလည်းဖြစ်ပါတယ်။တွေ့ရင်အိမ်ပြန်ပို့မှာဖြစ်ပြီးသူတို့ဟာဘယ်တော့မှအမေရိကန်ကိုပြန်ဝင်ခွင့်ပြုမှာမဟုတ်ဘူးလို့အမိမြေလုံခြုံရေးအဖွဲ့အတွင်းမှကလူမှုပလက်ဖောင်း H မှာပြောကြားခဲ့ပါတယ်။ အမေရိကန်မှာတရားမဝင်နေထိုင်သူအချို့ဟာထရန့်ရဲ့စံသက်စာကျင်းစုပွဲမတိုင်မီတရားမဝင်ထွက်ခွာဖို့ရွေးချယ်ခဲ့ပေမဲ့လည်းမြင်းများရှိတာကိုတော့မသိရသေးပါဘူး1950ပြည်လွန်နှစ်တွေအလယ်ပိုင်းမှာလွင်မှုကြီးကြပ်ရေးကခေါင်းဆောင်ပြီးစစ်စင်ရေးတစ်ခုနဲ့တရားမဝင်နေထိုင်သူတွေကိုအစုလိုက်ပြုံလိုက်ဖြုတ်ခွဲခြင်းကိုထရန့်ကထက်ခါတလဲလဲချီးကျူးလေးရှိတယ်လို့လည်းသိရပါဗျ။အဲ့ဒီတုန်းကအမေရိကန်ရှိရွှေပြောင်းအခြေချသူအများစုကိုတရားဝင်ထွက်ခွာဖို့တွန်းအားပေးခဲ့တယ်လို့လည်းသိရပါဗျခင်ဗျာကျွန်တော်ကိုထပ်ပါ